ထိုင်းနိုင်ငံအခြေဆိုင် MRPWG ရွှေပြောင်းလူသမားများအရေးလှုပ်ရှားမှုအဖွဲ့ကဦးဆောင်ပြီးမြန်မာလူသမားအဖွဲ့20နဲ့ပူးပေါင်းကျင်းပတဲ့ကမ္ဘာလူသမားများနေ့မေဒီနေ့အခမ်းအနားကိုမဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။မောင်တူးတင်ပြပို့ထားပါရှင်။နာရောဖွဲအားအဓိကလောက်တာကတော့ရွှေပြောင်းလောက်သမားတွေရဲ့တာရင်နာရေးကိုအဓိကဟုတ်ကဲ့ပါထိုင်းနိုင်ငံတခရိုင်မဲဆောက်မြို့ကဈေးတစ်ခုအတွင်းမှာ135ကြိမ်မြောက်မေဒီကမ္ဘာအလုံသမားနေပွဲကိုကျင်းပခဲ့ကြတာပါ အော်ဒီနေ့ကျွန်တော်တို့ဒီ MBWG ကနေပြီးတော့ဥဆောင်ပြီးတော့မေဆောင်မှာမေတ္တနေခန္ဓာကိုကျမ်းပါတာဖြစ်တဲ့အဖွဲ့စည်းပုံ20ကျော်လောက်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီမေတ္တနေဆိုတာကဒီအလုသမားတွေအတွက်အရေးကြီးတဲ့နေ့ဖြစ်တယ်ဒီမေတ္တနေဒီနေ့ဖြစ်လာဖို့အတွက်ကျွန်တော်တို့အလုသမားတွေအများကြီးပေးဆက်ခဲ့ကြရတယ်အဲဒီနေ့မှာကျွန်တော်တို့ဒီမေတ္တနေမှာတုံ့ပြန်ချက်တဲ့ကျွန်တော်တို့ရှိတယ်အဲ့ဒီတုံ့ပြန်ချက်တွေကိုကျွန်တော်တက်ဆိုင်ရာဆွေးရဌာနတွေဝန်ကြီးဌာနတွေကျွန်တော်တို့ပို့သွားဖို့ရှိတယ်ဒီနေ့မှာဆိုလို့ရှိရင်အလုသမားတွေအများစုလာကြရတယ်ဒါကျွန်တော်တို့ကရက်ွက်ချင်းမှာလောက်တာမဟုတ်ဘဲနဲ့ဈေးထဲမှာလောက်တဲ့အခါကျတော့လူတွေအများကြီးလာကြရတယ် အခုပွဲကျင်းပနေတဲ့မဲဆောက်ခရိုင်အတွင်းမှာမြန်မာ9သိန်းလောက်ရှိပြီးထိုင်းတနိုင်ငံလုံးမှာတော့မြန်မာ6သန်းလောက်ရှိနေသလိုသူတို့ရဲ့အခွင့်အရေးတွေလည်းဆုံးရှုံးနေကြတာပါအာထိုင်းနိုင်ငံမှာမေဒင်းနေလောက်သမားတဲ့ဆစ်တောင်းလောက်သမားတွေနဲ့ပတ်သက်လို့ပြောချင်တာတော့ကျမတို့ဇူးစာတက်တန်းတွေပုံဆုံးနေတဲ့လောက်သမားတွေပေါ့နော် တိုင်းမြန်မာဘက်မြန်မာရဲ့လာဝကပေါ့နော်တန်ရုံကနေပြီးတော့ကျမတို့တော့ထောက်ထားမပေးတာတွေကျမတို့ဗီဇာတက်တန်းတိုးခွင့်မပေးတာဝါပမီတွေလောက်ခွင့်မပေးတာတွေကျမတို့အနေနဲ့တောင်းဆိုချင်တယ်ကျမတို့ကနေတရားဝင်လောက်ကမားနေပြီးတော့တရားမဝင်လောက်ကမားတွေဖြစ်သွားမှာကိုကျမတို့အဲ့ဒီအတွက်ကိုကျမတို့မြန်မာတန်ရုံကိုအတိုင်းဆိုးရပါကျမတို့တောင်းဆိုချင်တာကမြန်မာအဲဒီဗီဇာတက်တန်းတွေတိုးပေးဖို့နဲ့ဝါပါမီတွေကိုအတူပြုပေးဖို့ပေါ့နော်မီဒီယာတွေတဆင့် ဒီတည်င်းတွေကလည်းတစင်ထုတ်ဖို့ပေးတဲ့ဖွဲ့စည်းဖွဲ့နဲ့ဖြစ်ပါတယ်ပေါ့နော်အာအမတရားတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့အာဒီမြန်မာနိုင်ငံရဲ့အခက်အခဲများစွာကြောင့်ဒီတောက်ကိုရောက်နေတဲ့အလုသမားတွေအကုန်လုံးအလုသမားအခွင့်အရေးရုပ်အလုသမားအခွင့်အရေးတွေတန်းစုအများကြီးရကြပါစေလို့ပြောချင်ပါတယ်။ဒါကြောင့်လို့ရှိရင်ဘာရောက်တဲ့ပြည်အခက်အခဲဆက်မတိုင်းဝေကြီးတော့ခံမှုဘုံတော်များတို့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာ အလုံးစုံနဲ့လာတာအခုလိုခံစားရပဲဆိုတော့အခွင့်အရေးတွေရတယ်ပေါ့နော်ဒီဒီလိုမျိုးနားထောင်တဲ့အတွက်အလုံးစုံတွေကပုံပြီးအခွင့်အရေးရတယ်ပြီးတော့နားလည်မှုတွေရလာတယ်ပေါ့နော်ကျင်းပနေတဲ့မေဒင်းနေပွဲမှာတော့အလုသမားအခွင့်အရေးဟောပြောပွဲတွေအပြင်မြန်မာအကတွေနဲ့လည်းဖြောပြေခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ